င်္ဂလာပါရှင်ကျမကတော့ဒီဂျူလိုက်မှာ DVB ရုံးမြေတန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။မတ်လ28ရက်နေ့ကပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့သခိုင်းကလေးကြောင့်မြန်မာနိုင်ငံမှာ၄ရက်သမှ၃သန်းကျော်ဟာလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်တွေနဲ့တူတောက်တုံးရေးအကူအညီတွေအရေးပေါ်လိုအပ်နေရလို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရော UNOCHA ကဧပြီလ18ရက်နေ့မှာထုတ်ပြန်လာပါတယ်။ ပြပခဘေးကြားမှာရှိနေတဲ့မြန်မာနိုင်ငံမှာတန့်ရှင်းတဲ့ရေလိုအပ်ချက်ဟာတိရစ္ဆာန်တန်တန်းရှိခဲ့ပြီးငလင်တဘာဝဘေးတည်ချိန်မှာတော့၄တိရစ္ဆာန်၃တန်းကျော်ဟာတန့်ရှင်းတဲ့ရေနဲ့တန့်ရှင်းရေးအကူအညီတွေရေးပေါ်လိုအပ်လာတယ်လို့ဆိုပါတယ်ငလေတဘာဝဘေးကြောင့်ရေပေးဝေရေးစနစ်တွေပြက်စီးသွားသလိုအိမ်သားအလုံးရေ4200ပြိုကျခဲ့တဲ့ပြင်လျှက်စစ်မီပုံမှန်မရတာကြောင့်ရေတင်မှုအခက်အခဲတွေရှိနေကြတာလို့ဆိုပါရစေ။ ဒီအခြေအနေတွေကထိခိုက်လွယ်တဲ့လူတန်းတန်းလောက်ကိုဘေးကင်းတဲ့ရေတွေနဲ့အရေးပေါ်အင်တာတကိုရေတန့်ရှိရေးအတွက် လူသားချင်းစာနာမှုအကူအညီတွေမိဖက်အဖွဲ့နဲ့အတူကူညီသွားမယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်ရှင်မြန်မာနိုင်စံတရက်နေ့ဖြစ်တဲ့ဧပြီလ18ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်က AR တိုင်းလေးမျက်နာမြို့နယ်နောက်ချမ်းရှိဘန်တော်ကြီးကျေးရွာကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်နေအိမ်များပြားမိလောင်ပြီးဒေသခံတွေထွက်ပြေးနေကြရတယ်လို့သိရပါဗျာ။ လေးမျက်နှာမျိုးနဲ့ပန်းတော်ကြီးကျေးရွာနဲ့ပဝင်းချင်းမှာဧပြီလ15ရက်နေ့ကနေ16ရက်နေ့နေ့လယ်ပိုင်းထိစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA မဟာမိတ်ပူးပေါင်းတပ် PDF တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကဧပြီလ16ရက်နေ့ညပိုင်းမှာလေကြောင်းနဲ့ဘုံ6လုံးထပ်မင်းကျဲချခဲ့တာလို့ဆိုပါတယ် စစ်ကောက်စီရဲ့လေကြောင်းနဲ့တိုက်ခိုက်တာခံနေရတဲ့ပန်းတော်ကြီးကျေးရွာဟာအပိုင်း၁ကနေအပိုင်း၆အထိပိုင်းခြားထားတဲ့ရွာဖြစ်ပြီးတော့လက်ရှိမီးလောင်နေတဲ့နေရာဟာအပိုင်း၃မှာရှိနေပြီးနေအိမ်တွေမီးလောင်နေတဲ့ပြင်အရက်သားတွေသေဆုံးကထိခိုက်ဒဏ်ရာရရှိတဲ့အခြေအနေရှိနိုင်တယ်လို့ဆိုပါတယ်လေကြောင်းနဲ့တိုက်ခိုက်တာကြောင့်မီးလောင်နေတဲ့ရွာနဲ့ပတ်ဝန်းကျင်ကျေးရွာတွေကဒေသခံအရက်သားတွေဟာလေးမျက်နှာအိုင်တဲ့ပြုဟင်းသရဘက်ကိုတိမ်းရှောင်နေကြသလိုတချို့ကရွာနီးဝန်းကျင်မှာပဲအခြေအနေကိုစောင့်ကြည့်နေကြသူတွေလည်းရှိရလို့ဆိုပါတယ် တိုက်ပွဲပြင်းထန်ပြီးလေကြောင်းတံခံနေရတဲ့ပန်းတော်ကြီးကျေးရွာဟာပသိမ်မုံရွာကားလမ်းမမှာတည်ရှိပြီးတော့လေးမျက်နှာမြို့နယ်ရုံးဆိုင်ရာငဝုံမြစ်ကန်ဒီတည်ရှိပြီးလေးမျက်နှာမြို့နယ်နဲ့ဆက်တမိုင်ခန့်အကွာလောက်မှာတည်ရှိရလို့သိရပါတယ်ရှင်။ မကွေးတိုင်းရေစကြိုမြို့နယ်ရဲ့ကိုဧပြီလ18ရက်ညနေ4နာရီခွဲဝင်းကျင်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်ကြီးပိုင်းပြည်သူတယောက်သေဆုံးကဒဏ်ရာရရှိခဲ့တဲ့သူတွေလည်းရှိသလိုဖုံကြီးကြောင်းဆောင်တွေနဲ့လူနေအများပြားလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီရဲ့တာဝန်ရှိသူတယောက်ကပြောပါရယ်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ခြေထောက်ပြက်သွားခဲ့တဲ့ဗလဘကြီးပါကအသက်80ရွယ်ဦးအောင်တန်းဟာစေကုသနေရင်ဧပြီလ18ရက်နေ့မနက်မှာတေဆုံးသွားခဲ့တာလို့ဆိုပါရတယ်။ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်ခံရတာကြောင့်ဘလဘကြီးရွာကလူနေအိမ်၁၀လုံးနီးပါးပျက်စီးသွားပြီးရွာဦးဖုန်ကြီးကျောင်းကအကြောင်းဆောင်တစ်ခုမီးစက်ရုံနဲ့အုတ်တိုင်းတွေလည်းထိမှန်ပျက်စီးခဲ့သေးတယ်လို့လည်းဆိုပါရယ်အခု၂၀၂၅ခုနှစ်တွင်စစ်ကောင်စီတပ်ဟာရေစကြိုမြို့နယ်တွေကိုမြေပြင်စစ်ကြောင်းထိုးပြီးလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေပြင်ပြည်သူကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုစစ်ရာဇဝဲမှုတွေဇက်တိုက်ကျူးလွန်နေတာလို့ရေစကြိုအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေစီကနေသိရပါရယ်ရှင် စကိုင်းမြို့နီးကိုဗဟိုပြုပြီးအင်အား9.9ရစ်စတာစကေးရှိတဲ့အင်အားပြင်ငလင်ကြီးလှုပ်ခတ်ခဲ့တာ22ရက်ကြာခဲ့ပြီဖြစ်ပါတယ်။စကိုင်းမြို့ပေါ်မှာတော့ငလင်ကြောက်ထိကိုက်တေဆုံးမှုများခဲ့တဲ့အပြင်ရှင်းလင်းလုပ်ငန်းတွေကိုကိုထူကိုတတာလှုပ်ဆောင်နေကြရပြီးပြန်လည်ထူထောင်လုပ်ငန်းတွေမစတင်နိုင်သေးတဲ့အကြောင်းစကိုင်းမြို့ကတယောက်ကို DBB ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ဟုတ်ကဲ့မင်္ဂလာပါရှင်။ DBB သတင်းဌာနကပါ။ဟုတ်ကဲ့ရှင်။ငလင်ပြီးစကိုင်းမြို့ကိုပျက်စီးမှုအခြေအနေဘယ်လိုရှိလဲရှင်။ ချင်းကြီးကတော့တော်တော်ဆိုးဆိုးဝါးဝါးပြက်စီးသွားတယ်ကလူသေးပြောင်းလဲတော်တော်များတယ်ကျွန်တော်မင်းလန်းဒေးကျွန်းကြီးတပည့်တန်းတော်တော်များများပါဟိုဒီဘက်ကျွန်တော်တို့သကိုင်းကနေအုံတော်ဘက်အထွက်ရထောင်းမြို့ဟောင်းမရောက်ခင်ဒီကတော့အကုန်လုံးပြက်စီးများတယ်ကဟုတ်ကဲ့မြို့ပေါ်မှာရှင်းလင်းရေးလုပ်နေတဲ့ချင်းကြီးတွေကဘယ်လိုရှိလဲရှင်အော်သုံးပုံပုံတပုံခွဲလောက်တော့ပြီးပြီကြာ ချင်းလေးကကျွန်တော်တို့ရက်ကွယ်တာဝန်ခံတွေရှိရလေအဲ့လိုတာဝန်ခံတွေကနေဦးစီးပြီးတော့ဆောင်ရွက်ပေးတယ်ကျွန်တော်တို့ဒီဘာသာရေးဖွဲ့စည်း site တွေကလည်းတာဝန်ခံတွေကစီစဉ်ပြီးတော့ဆောင်ရွက်ပေးပါတယ်ကဟုတ်ကဲ့နေရင်ပြည့်စည်သွားတဲ့သူတွေကရောအခုဘယ်လိုနေနေကြရလဲရှင်တို့စားရေးတောက်ရေးကရောကျွန်တော်တို့ဖုံးတော်ကြီးတောင်ဒီကျွန်တော်တို့ရက်ကွက်တိုင်းမှာရှိပါလေဟိုလေးကျွန်းကြီးတို့မင်းလန်းတို့ဘာတို့ဘဲဘဲတန်းတို့အဲ့လိုနေရာမျိုးတွေမှာသူအများစုပေါင်းပြီးနေလို့ရတဲ့ ဝင်းကျစ်ကျဲတောင်းဝိုင်းတွင်းမှာတော့ဘုံကြီးကျောင်းတွင်းမှာတော့အဲ့လိုနေရာမျိုးတွေမှာဖွင့်ထားပါတယ်ဗျဖြစ်တဲ့နေရာတိုင်းမှာရှိတယ်ဗျသတိုင်းမျိုးပေါ်မှာ၁၀ခုရှိတယ်ဗျ၁၀ခုစားရတော့ရကျွန်တော်တို့နည်းနည်းရရကလာပြီးတော့အကူအညီပေးတဲ့ပုံမှာစားဖို့တော့ဖို့ရအကုန်လုံးစီစဉ်ပေးရပေါ့သူ လူလူကျွတ်ကျွတ်ဖြစ်တဲ့နေရာမှာရှိတဲ့အရက်ဖက်ကနေပြီးတော့နေ့စဉ်သူတို့စားဖို့အတွက်ချက်ပြုတ်ပွေးတာတွေပါလေအဲ့လိုတွေရှိရလေကိုယ့်အကူချက်စားဖို့အဆင်မပြေလို့အချို့လေကိုယ့်အကူချက်စားလို့ရတဲ့နေရာတော့သူတို့အခုလိုစကန်းဖွင့်ပေးထားတဲ့နေရာလေးတွေမှာစီစဉ်ပြီးတော့ချက်လို့လည်းရတယ်ဗျဟုတ်ကဲ့ရှင်မိုးရွာရင်ရောကယ်ဆယ်ရေးစခန်းကြီးအခြေအနေရောဘယ်လိုရှိလဲရှင်ရေဝင်နိုင်ပါရရှိလားမိုးကကမလုံးတော့ဘူးဒါပေမဲ့တင်ပြအောင်တော့သူတို့စီစဉ်ပြီးတော့ဆောင်ရွက်ပေးထားပါတယ် အမိုးရွာရင်တော့သူတို့စူပေါင်းမိနေတဲ့နေရာမှာတွေတော့ရေတားမဝင်ဘူးပေါ့တချို့ပျက်စီးသွားတဲ့အဆောင်ဦးတွေဘာတွေကတော့ရေဝင်တယ်လမ်းပေါ်မှာရေတင်နေတာတွေဘာတွေတော့မရှိဘူးအဲဒီလမ်းလည်းလည်းပျက်စီးသွားတဲ့နေရာကြီးငလင်ကျော်ဖြစ်တဲ့နေရာမှာလေကျွန်းကြီးတို့မင်းလန်းလည်းဟိုလမ်းပါသာဝင်ပလီကျောင်းတော်ရှိတဲ့မြို့မပလီဘက်သွားတဲ့လမ်းမှာအဲလိုလမ်းတားကြီးပြတ်သွားတာတော့မဟုတ်ဘူးလမ်းနေရာလေကျောင်းကုန်းလို့ကြွာလာပြီးတော့ပေါ်ဖောင်းတက်လာအဲလိုနေရာမျိုးတွေတော့ ည်းနည်းကြိုင်းကြတဲ့နေရာတော့ရေနည်းနည်းတင်ဟုတ်ကဲ့ညိုထဲမှာဓာတ်ဘော်ဒီတွေရောဆက်ရှာနေကြသည်လားရှင်ဘော်ဒီကလက်ရှိဒီနေ့အထိကတော့သူတို့ကတော့မရှိတော့တော့ဘူးဆိုပြီးတော့ပုံသက်တာပေါ့ဗျာတချို့အဆောက်အဦတွေရောက်တော့အိမ်လုံးကျလူမတွေ့တဲ့အခါမှာရှိလားမရှိလားဟိုသင်မပြေတော့ဘူးကျွန်တော်တို့စက်တွေပိုင်းနဲ့ဆန်းတဲ့အခါမှာမရှိတော့ဘူးလို့လည်းသူတို့ကသုံးသက်တယ်ဟုတ်ကဲ့စကိုင်းမြို့ပေါ်မှာဗလီပဲနှစ်ခုလောက်ပျက်စီးသွားလေ ဒီဘလီပျက်စီးသွားတဲ့အတွက်အစ္စလမ်ဘာသာဝင်တွေကအခုဘလူဝိပြုနေကြရလဲရှင်ဘလီသုံးလုံးဗျပျက်စီးသွားတဲ့နေရာမှာကျွန်တော်တို့ဘလီဘေးမှာဝင်းရှိတယ်ပေါ့ဗျာမိုးကြဘလီကသူကဘလီလုံးကြီးတစ်လုံးလုံးပျက်စီးသွားတယ်ခြေမှာလည်းနည်းနည်းတမန်လင်မြေသားကြံနေရပေါ့အဲ့ပုံမှာတန်ချင်းအိပါညာလောက်ပြီးတော့ခုအဲ့ဒီမှာဝိပြုနေတယ်ဟိုကြံတဲ့ဘလီနှလုံးကလည်းဘေးမှာဝင်းတက်တက်အဲ့ရရဖက်ဝင်းတက်တက်ရှိတယ်အဲ့လိုနေရာမျိုးမှာ လီရှင်းလင်းရေးရလဲအခုကပုံမပြီးသေးတော့ခါတော့အဲဝင်းမှာဝိပြုရတယ်ဒီ VV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ဒီဗျူလိုက်မှာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်